လောကထဲမှာ ရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြောက်ကြူကြတဲ့အတိုင်းလောကရန်ဆိုတာရောက်များစွာ ရှိနိုင်တော်လဲဒီနေရာမှာအထိက လောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘ စီးပွားရေးတွေအဆင်ပြေလို့ငွေကြေးအမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဟုတ်ဒီကနေ့တကဘာလုံးဟာ အလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စင်မပြေလို့မရတဲ့အခါရှိစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင် ရင်းရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရင်းရိုင်လား လောကရံကိုဥပမာပေးတယ်မုံတိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရံမုံတိုင်းလို့ပြောကြစဉ်းစားကြည့်လေတနာ ਈ မိုင်60မိုင်60မိုင်120တိုက်တဲ့မုံတိုင်းနေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့စံခိုင်မှုအားနေတဲ့တပင်းနေအမြစ်ပါထောင်လဲသွား သို့သောအဲ့ဒီမုံတိုင်းတံမျိုးဘလောက်ပဲတိုက်တိုက်လဲပြုံမသွားတာကတော့တောင်ကြီးတွေပဲအတော့ပြင်းထန်တဲ့မုံတိုင်းရှိရတဲ့နဲ့တစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုံကိုယ်တွေလောကရံနဲ့ဂျုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ် စိတ်ထအနေထားတွေပြက်ပြားသွားတယ်။တချို့ကစိတ်ထအနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်။တောင်ကြီးလိုခိုင်မာတယ်။တချို့ပုံကိုယ်တွေကတစ်ပင်လိုရင်းရိုင်နေတယ်။လောကရန်ချင်းတုံ့ကြုံတွေ့တာချင်းတူတူပဲလောကရန်မုံတိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲ